ဂျွန်လ17ရက်နေ့တောက်ကြနေ Friday တက်ဒီအတွက်ပေါ့နော်ဖြစ်ပြလာနိုင်တဲ့ကဘာရွှေစည်းအနေဒါကိုကျွန်တော်ဒီဗီဒီယိုလေးမှာသုံးသပ်ပြောကြားတော့မှာဖြစ်ပါတယ် Friday တက်ဒီဆိုတဲ့တိုင်ဒီနေ့မနက်မှာကျွန်တော်တို့ကဘာကဘာရွှေစည်းကိုစစ်ပွဲတင်းနဲ့စကျူးတယ်ပေါ့နော်အဲ့ဒါပြတဲ့ကဒီနေ့မနက်မှာကဘာရွှေစည်းကအတအားကောင်းနေတယ်အဲ့ဒါအကောင့်နဲ့ကပါရှိစေဘယ်ဒီစတန်နိုင်မလဲဒါမှမဟုတ်မထင်မှတ်တဲ့ဈေးအလဲပြောင်းနေဖြစ်နိုင်မလားဆိုတာကိုကျွန်တော် သုံးသပ်ကြည့်လိုက်အောင် အဲ့အဖက်ကဘာမနီယာဆိုရင်လည်းကဘာရွှေစီကတည့်တာနေထားရအကြအားဟိုဆိုအတက်အားအတက်အားကောင်းကောင်းနဲ့ပိတ်ခဲ့တယ်ခင်ဗျာမနီရောဆိုကျွန်တော်တို့အာကျွန်တော်ပြောတဲ့3390အထက်တော့မပိတ်ခဲ့ဘူးဒါပေမဲ့စီအတက်အားကောင်းကောင်းနဲ့ပိတ်ခဲ့တယ်ဒီနေ့မနေ့မှဆိုရင်ကျွန်တော်တို့အိအစ္စရေးကအီရန်ကိုကျွန်တော်တို့ကအီရန်ရိုက်ပေါ့နော်ကျွန်တော်နျူကလ িয়ার တပေါင်းပို့ပြီးအီရန်ပူချုပ်တွေပါရောတိုက်ခိုက်လုံးကြံတဲ့တဲ့ရင်ကြောင့်ဈေးက16000တက်သွားခဲ့တယ် ီနေ့ထားမှာဆင်းပါတယ်ကပတ်ရွှေစီအတားကောင်းနေဒါတော့မဆန်းဘူးဒါပေမဲ့တကုတ်တတိထားမှာလေကျွန်တော်ကဒီဈေးနှုန်းစုံမှာကျွန်တော်တို့နီးပညာပိုင်းရမယ်တပတ်ကသတင်းတွေခဏထားလိုက်ဒီဈေးနှုန်းစုံမှာနီးပညာပိုင်းရကျွန်တော်တို့ကဟွာရှိနေပြကျွန်တော်တို့က storm resistant လို့ခေါ်တဲ့ဈေးအတက်အဟန်တာဈေးနှုန်းစုံရှိနေအဲ့ဒါဘက်ကဒီဈေးနှုန်းစုံပေါ့နော်ဒီ3435နဲ့ကျွန်တော်တို့3450ကျောင်းဝင်းကျင်ကစီအတက်အဟန်သာဈေးတန်းစုံနေနဲ့ရှိနေပါတယ် အဲ့ဒါပြတ်ကမှာအဲ့ဇီရန်စုံကိုကျွန်တော်တို့ကကောင်းကောင်းမဖောက်နိုင်မချင်းကဘာရွှေစီရပေါ့နော်မှန်တဲ့တစ်ဖက်ကတရင်ရစပွဲတရင်မှန်တယ်တရင်ကြောင့်ဈေးတက်နိုင်တာမှန်ပေမဲ့နီးပညာပိုင်းကအဲ့စုံကအဟန်တားဖြစ်နေတယ်လက်ရှိမှာလည်းကျွန်တော်ကဘာရွှေစီရပေါ့နော်အဲ့စုံမကြုံနိုင်ဘူးဖြစ်နေဒီမှာအချင်းတနာရဲ့တိုင်းတာလည်းကျွန်တော်တွားကြည့်နော်အချင်းတနာရဲ့တိုင်းတာလည်းတွားကြည့်ပြီဆိုတော့အဲ့ဇီရန်စုံအထက်ကိုကျွန်တော်ကမကြုံနိုင်ဘူးဖြစ်နေတယ်ဗျကျွန်တော်ဒီမှာကြည့်လိုက်ဟုတ်ပြီ3 4 3 5နဲ့ကျွန်တော်တို့3 3 50ကြာစေတန်းစုံเนาะကျွန်တော်တို့နည်းနည်းလေးချုပ်ကြည့်လိုက်ဟုတ်ပြီအားပြတ်ကာမှာကျွန်တော်တို့တတိကျပြောမယ်ဆိုရင်ဗျာ3 50စေတန်းအထက်မှာကဘာရွှေစီဒီနည်းတဏိတာအတွင်းပေါ့เนาะအချိန်တနာရီအတိုင်းတာပေးစင်းနဲ့ဖောက်တက်ပြီးဈေးမပိတ်မချင်းကဘာရွှေစီကစီအတက်အာစက်ကောင်းဖို့ဤပညာပိုင်းရမလွယ်သေးဘူးအဲ့3 50အထက်မှာကျွန်တော်အချိန်တနာရီအတိုင်းတာပေးစင်းနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်เนาะကျွန်တော်တို့ အခုချိန်ထိစံချိန်တင်မြင်ခဲ့ရတဲ့ဈေးနှုန်းတွေဖြစ်တဲ့ပေါ့နော်ကျွန်တော်3 4 90တို့3500ဈေးနှုန်းနေတော့ကျွန်တော်ဈေးအသက်မြင်ရနိုင်တယ်ပေါ့နော်အဲ့ဒါပတ်သက်ကမှကျွန်တော်တို့3 4 50ဈေးနှုန်းကိုကျွန်တော်အဓိကစောင့်ကြည့်ရဖြစ်ပါတယ်ဈေးနှုန်းစုံနေနဲ့ပြောမယ်ဆိုရင်တော့3 4 35နဲ့3 4 50ကြားဈေးနှုန်းစုံဖြစ်ပါတယ်တတိယကြစီရန်တစ်ခုပဲပြောပါဆိုရင်3450ပေါ့နော်3450အထက်မှာအချိန်တနားဤဒီနေ့တနေ့တာအတွင်းအချိန်တနားဤအတိုင်းတာပေးစေကျွန်တော်တို့ market ခေါ်ရ H1 book canister နဲ့ပေါက်တက်ပြီးဈေးမပေးမချင်းကဘာရွှေဈေးရရေတို့အကြလေးလာနိုင်သေးတယ် ရေတို့အကြနော်ကျွန်တော်ပြောလားဈေးတောက်လျှောက်ထိုးကြသွားရင်ပြောတော့မို့ရေတို့အကြလေးပြန်လာနိုင်တယ်လေဟုတ်ပြီရေတို့အကြလာမယ်ဆိုရင်ဘယ်ထိပြန်ကန်ကြနိုင်လဲကျွန်တော်ကြည့်လိုက်အောင်ကြမယ်ဆိုရင်ဒီဈေးတန်းဆုံးဗျာကျွန်တော်တို့အရင်ဆုံးကြမယ်ဆိုဒီဈေးတန်းဆုံးဝင်ခြင်း3400 3400တက်ဈေးတန်းဆုံးကျွန်တော်ကြပေးလို့ရတယ်ဒီထက်ပိုကြမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဈေးတန်းဆုံးပေါ့ဗျာကျွန်တော်တို့3405တော့ဆို3405ပဲ3305ဈေးတန်းနေမပြောနေရမှာနော်3305ဈေးတန်းဆုံးဒီကြပေးလို့ရတယ် ဲ့ဒါဖြစ်တဲ့အခါမှာဒီနေ့ကပ္ပရွှေစည်ကိုကျွန်တော်တို့ကအဲ့3450အထက်မှာအချိန်တနားကြီးအတိုင်းတာနဲ့ဖောက်တက်ပြီးဈေးမပိတ်မချင်းကပ္ပရွှေစည်ကို3400ဈေးရန်တီအ ਨੇ ဆုံးရေတိုဈေးပြန်ကန်အကြမ်းမှန်းလို့ရတယ်အများဆုံးတော့3300 3390လောက်ထိမှန်းလို့ရတယ်ခင်ဗျအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ကဒီနေ့ကပ္ပရွှေစည်လက်ရှိမှာဈေးပြန်ကျနိုင်တဲ့အနေအထားမျိုးရှိနေတော့မယ်ပြီးတော့ကျွန်တော်တို့လေဒီလိုမျိုးကျွန်တော်တို့ကသတင်းတွေထွက်ပြီးဆိုရင်ဥပမာဆိုကြပါတော့ကျွန်တော်တို့ အာအပယ်လာပထမပတ်တော့ဆိုရင်ထရန်ရံကုံတဲကုံတရင်နေတက်တဲ့ကပတ်ရွှေစီကတောက်လျှောက်မနဲ့ပိုင်းမှာတောက်လျှောက်တော့ချဟိုးပေါ်ဒီထောင်တက်သွားခဲ့ဒီနေ့မနဲ့မှာမတက်ဘူးလားတက်တယ်ခမဒါပေမဲ့အတက်အားသိမ့်မပေါပြီးခဲ့တဲ့အပယ်လာပထမပတ်တော့ဗျာကျွန်တော်တို့ကတက်တယ်ဆိုရင်ဒီနေ့မနဲ့ခင်းပါနော်အခုချိန်လောက်ဆိုဗျာကျွန်တော်တို့ကပတ်ရွှေစီကိုအနည်းဆုံးမမြင်အောင်ဆိုတော့မှ3 4 50နာမြင်နေရတယ် ဒါပေမဲ့3လ50နာကျွန်တော်မမြင်အောင်လက်ရှိမှာ3လ4 5 6 9 9 3လ20ဒီဝင်းကျင်ပဲပတ်ချလိုက်ပြင်းနေအောင်မြင်ခဲ့ရတယ်အဲ့အဖက်ကကမှကပားရွှေရမှန်တဲ့ဘက်ကတရင်ထွက်လာတော့မှန်တယ်ဒါပေမဲ့ဤပညာပိုင်းရအသက်အားလုံလုံလောက်လောက်မကောင်းသေးဘူးအဲ့အဖက်ကကမှကျွန်တော်တို့ကရှင်းပါဈေးတက်နိုင်တယ်ဒါပေမဲ့အသက်အားလုံလုံလောက်မကောင်းသေးတဲ့အနေအထားမျိုးမှာဆိုကျွန်တော်တို့ကအောက်ကိုဈေးပြန်ကြပြီးတော့အောက်ဈေးတန်းကိုဈေးပြန်ကြပြီးတော့ဝယ်လိုအားတွေပြန်စုနိုင်တယ်ခင်ဗျ ပြီးတော့တစ်ဖက်မှာလည်းကျွန်တော်တို့ကဆိုကြပါဒီချိန်မှာတာမန်ထရိတ်ဒါတွေရီတေးထရိတ်ဒါတွေနဲ့ဟာကမ္ဘာရွှေဈေးကတော့အစ္စရေးနဲ့အီရန်ကြောင့်စစ်တပ်ဈေးတက်တော့မှာပဲသူ့ရဲ့ဈေးတက်မှာကောက်ွယ်ကြတဲ့ထရိတ်ဒါတွေများတယ်အဲ့လိုထရိတ်ဒါတွေများတဲ့အခါမှာအဲ့ဒီထရိတ်ဒါတွေကအဝယ်တွေစုပြောင်းဝင်နေကြတဲ့အခါမှာသူတို့အဝယ်တွေရဲ့တည်ကြပါလေအရှုံးပိုင်းဈေးတက်နေ risk management တွေကဘယ်လောက်မှရှိနိုင်တယ်အာဒီ3လောက်၄၀တို့3305 3380 3390အဲ့ဝင်ကျင်နေမှာသူတို့ရဲ့အရှုံးပိုင်းဈေးတက်နေပေးထားနိုင်တယ်အဲ့ဒီဈေးတက်ကမ္ဘာရွှေဈေးကဈေးပြန်ဆွဲချမယ် ဝယ်လိုအားတွေစုပြီးမှပြန်တက်သွားတာမျိုးဖြစ်နိုင်တယ်အဲ့လားဖြစ်တဲ့အခါမှာကျွန်တော်ကဒီနေ့မှဆိုကျွန်တော်ဈေးတက်နိုင်တာတော့မှန်ပေမဲ့တွေးတဲ့ဈေးတန်းကနေကောက်ဝယ်တာမျိုးတွေတတိထားပါခင်ဗျတကယ်လို့ဝယ်တယ်ဆိုရင်တော့မကွာ risk management ကောင်းကောင်းလုပ်ထားဖို့လိုအပ်ပါရဲ့ကျွန်တော်တို့ဟိုလောကအခေါ်နဲ့ပြောမယ်ဆိုအရှုံးပိုင်းဈေးတန်း stop loss ပေးထားဖို့လိုအပ်တယ် မဟုတ်ဘဲနဲ့ကျွန်တော်ကသူ့ရဲ့ဇေနံကောက်ဝယ်ပြီးတော့ဈေးပြန်ကျသွားမှာမျိုးကျွန်တော်ပြီးတော့ဒီနေ့က Friday တတိလည်းဖြစ်တယ်ကျွန်တော် trading log က Friday တတိမှာဆိုရင်မထင်မှတ်သက်ဈေးအလဲပြောင်းနေဖြစ်နိုင်တယ်ကျွန်တော်တို့ retail trade တွေတွေးထားရတဲ့စန့်ကျင်ဘက်တွေဖြစ်နိုင်တယ်အဲ့အပြင်ကကျွန်တော်ကလက်ရှိမှာစစ်ပွဲကြောင့်ဈေးတက်မဲ့မှန်းပြီးတော့ live ဝင်နေအဲ့ချိန်မှာဥပမာနေ့လည်ကင်းမှာဖြစ်စေညဘက်အမေရိကန်ဈေးကွက်ချိန်မှာဖြစ်စေကျွန်တော်ဈေးပြန်ဆွဲချပြီးမှတက်သွားတာမျိုးတော့မဖြစ်နိုင်ဘူးလားဥပမာပြဒီနေ့မှာပြကျွန်တော်အကြပြန်ပြတယ် စနေတူနေ့မှာဗျာအဲ့စစ်ပွဲနဲ့ပတ်သက်တဲ့သတင်းတခုထွက်လာတယ်။တနင်္လာနေ့မနက်မှာဝုံကနေပြန်တက်သွားတာမျိုးတော့မဖြစ်နိုင်ဘူးလား။အဲ့အဖြစ်ကကျွန်တော်ကမှန်နေစည်းတက်မယ်ဆိုတာမှန်နေဒါပေမဲ့အဲ့အတက်ကိုကျွန်တော်ကဝယ်ဖို့အတွက်ဈေးပြန်ကြအောက်ဈေးကိုစောင့်ပြီးဝယ်တာမျိုးကျွန်တော်ပို့ပြီးအားပေးခြင်းနဲ့ risk နဲ့အောက်ဈေးကိုစောင့်ပါခင်ဗျ။ဘာလို့လဲမဲဆိုကျွန်တော်အလဲလက်ဈေးတန်းနေအမြင့်ဈေးတန်းနေမှာဝယ်မဲ့စားအောက်ဈေးကိုစောင့်ပြီးဝယ်တာမှာတကယ်လို့ကျွန်တော်တို့မှားသွားရင်တော့မှကျွန်တော်တို့အတွက် risk နဲ့နိုင်ပါတယ်။အဲ့အဖြစ်ကကျွန်တော်ဒီနေ့အတွက်ကဘာချွေကိုကျွန်တော်က ဝယ်ဖို့ပေါ့နော်ကျွန်တော်ဟောဝယ်တဲ့နဲ့အောက်ဆီဒန်တွေကိုပြောပါလို့မြင်မယ်ဆို3400ဝယ်လို့ရဒါပေမဲ့3400တော့ကျွန်တော်ပို့ဝင်လင်းပြောမယ်နော်3400တော့မှကျွန်တော်ဈေးနည်းနည်းမြင့်တယ်လို့ခန်းစားရသေးတယ်ဖြစ်နိုင်မယ်ဆိုတော့ကျွန်တော်ဒီ3305လို့3305နဲ့3380 3390ကြားလောက်ဝယ်တာမျိုးကပို့ပြီးတော့အဆင်ပြေလိမ့်မယ်ထင်တယ်ကျွန်တော်မြင်အောင်ပါနော်အဲ့ဘက်ကကျွန်တော်တော့အဲ့3305နဲ့3390ကြားဈေးကြရင်ကျွန်တော်အဝယ်အားပေးခြင်းပါတယ် ဝယ်ဖို့အားပေးခြင်းနဲ့3 3400ကျော်ရတဲ့ဝယ်လို့ရတယ်ပြဿနာမကြီးဘူးဒါပေမဲ့အဲ့လေးအဲ့ဈေးကတော့နည်းနည်းလေးတော့အလဲလက်လက်တော့ဈေးမြင့်နေခဲ့ပြီအလဲလက်ဈေးတန်းပေါ့နော်အောက်ဈေးတန်းကတော့ကျွန်တော်3390နဲ့3305ကျားကျွန်တော်တက်မှတ်ခြင်းပါလေအဲ့ဈေးတန်းကျဈေးကြရင်ကဘာရွှေကိုဒီနေ့အတွက်ပေါ့နော်ရေးရဲဝယ်လို့ရပါတယ်ဟုတ်ပြီအမြတ်ပိုင်းဈေးတန်းကဘလောက်လောက်ဒီယူလို့ရလဲအခုအထိပြအမြင့်ဆုံးတက်ခဲ့တယ်ဗျာကျွန်တော်3440လောက်ဒီအမြတ်ပိုင်းဈေးတန်းယူလို့ရတယ်ဒီတက်ပို့စောင့်နိုင်တယ် ီတက်ပို့ဆောင်နိုင်တယ်ဆိုရင်တော့ကျွန်တော်တို့ကပဲနောက်တစ်ပတ်လောက်ဒီအဲ့အဝယ် order ကိုကင်ထားပါအဝယ် order ကိုကင်ထားပြီးကျွန်တော်တို့ဟိုမှာ3490လို့3500နားအထိကျွန်တော်စောင့်ကြည့်စောင့်လို့ရတယ်ဟုတ်ပြီဒါအဝယ်အတွက်ပေါ့နော်တော်တော်လေးရနာမှာဝယ်တယ်ဆိုရင်တော့တခုရှိရအရှုံးပိုင်းဈေးတန်းကိုတော့ကျွန်တော်တို့3390အောက်လောက်ပေးအဲ့လိုပဲ3390နဲ့3395ကြားမှာဝယ်တယ်ဆိုရင်တော့အရှုံးပိုင်းဈေးတန်းကိုကျွန်တော်တို့3360အောက်လောက်ပေးခဲ့မြတ် ဟုတ်ပြီအမြတ်ပိုင်းစီးရန်ကကျွန်တော်ခုနပြောလိုပဲ3လ40လောက်ထိယူလို့ရတယ်ဒီထက်ပိုစောင့်နိုင်တယ်ဆိုရင်တော့ဟိုမှာ3လ60လို့3လ50အထိပေးပေါ့နော်ဒါပေမဲ့အဲ့ဒါနောက်တစ်ပတ်တည်းလောက်ထိစောင့်မှရောင်းနိုင်ချေပူမြင့်တာပေါ့နော်ဟုတ်ပြီအဲ့ဒါပတ်တဲ့အခါမှာဒါအယောင်အတွက်ဆိုရင်အယောင်အတွက်ဆိုရင်တော့တခုရှိတာကျွန်တော်ကလက်ရှိရကပတ်ဖြစ်စီရအသက်အားကောင်းနေတဲ့အချိန်ဖြစ်ပါတယ်အသက်အားကောင်းနေတဲ့အချိန်မှာကျွန်တော်ကဈေးအကျောက်ကိုစောင့်ပြီးအောက်ဈေးမှာဝယ်တာကကျွန်တော်တို့အတွက်ကလက်ရှိမှာအသင့်တော်ဆုံးနဲ့ risk အနည်းဆုံးအကောင်းဆုံးတော့အယောင်ဝယ်လုံနည်းဖြစ်ပါတယ်ဒါပေမဲ့ကိုကရောင်းချင်တဲ့ပတ်ဆိုရင် ဘရစ်လဲများများယူရလဲရောင်းချစ်တပါဆိုရင်ဒီ3450အထက်မှာအချိန်တနားအတိုင်းတာအပေးစေမပိတ်နိုင်မချင်း3430အထက်ဈေးတက်တိုင်း3430နဲ့3450ကြာမှာရောင်းလို့ရပါတယ်အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်3450အထက်လောက်ပေးပါအမြပိုင်းစည်းတန်းကတော့ပြကျွန်တော်3400တရားလောက်ထိယူလို့ရတယ်ဒီထက်ပိုစောင့်နိုင်တယ် risk ပိုယူနိုင်တယ်ဆိုရင်တော့ကျွန်တော်ပြ3305လို့3380လို့တော့ထိပေးပါခင်ဗျအဲ့ 3430နဲ့3450ကြာမှာကျွန်တော်တို့ရောင်းလို့ရပါတယ်3450အထက်ကိုမဖောက်မချင်းပါเนาะအဲ့ဒါဖြစ်တဲ့ကမှာအဲ့လိုမျိုးရောင်းလို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီနေ့အတွက်ပေါ့เนาะဈေးအသက်အာတာနေရနေတာဖြစ်တာဖြစ်တဲ့ကမှာအာအဝဲကိုပဲပို့ပြီးသဘောကျမြင်အဝဲဆိုတာအောက်ပြန်ကြမှာအောက်ဈေးမှာကျွန်တော်ဝယ်ဖို့စောင့်တာမျိုးပို့ပြီးသဘောကျမြင်ပါလေတကယ်လို့ကျွန်တော်ပြောရပြအောက်ဈေးတွေကိုမရောက်တော့ဘူးတော်တော်လေးရတယ်မကြောက်ဘူးပြ3390နဲ့3395ကြာရင်မကြောက်ပဲနဲ့တောက်လျှောက်တက်သွားရင်ရောပြဿနာမရှိဘူးကျွန်တော်လွတ်ထားလိုက် ရှင်းတယ်ကျွန်တော်အယောင်းဝယ်လုပ်ငန်းဆိုတာကျွန်တော်ဝယ်တင်ဝယ်ထိုက်တဲ့ဈေးတန်းမှာပဲဝယ်ရတာဖြစ်ပါတယ်အာကျွန်တော်ကဒါကြီးကိုအာလက်လက်သွားမှဆိုလို့ဆိုပြသူ့ရာဈေးတန်းကကောက်ဝယ်တာမျိုးကအဲ့ဒါကအယောင်းဝယ်မဟုတ်ပါဘူးကျွန်တော်မယူရဲ့ဆက်ဆံဘယ်လိုပြောမလဲကျွန်တော်တို့အယောင်းဝယ်လုပ်ချင်းလို့ပြောလို့ရပါဘူးအယောင်းဝယ်မှာကျွန်တော်တိကျတိကျတဲ့ဈေးတန်းတွေတတ်မှတ်ထားဖို့လိုအပ်ပါတယ်ခင်ဗျအဲ့ဒါပြတ်ကောင်ကကျွန်တော်အဲ့ဈေးဟုတ်ပြီဒီဈေးတွေမကြလို့ဈေးကထောင်တက်သွားတယ်ကျွန်တော်လွတ်ထားလိုက်ဘာလို့လဲမိမဲ့ဆိုကျွန်တော်ကဈေးကွက်မှာအခွင့်လန်းဆိုတာအမြဲတမ်းရှိပါတယ် ပိနကဘာရွှေစီရဒီနေ့တရတဲ့တက်မှာမဟုတ်နောက်ရက်ဒီလည်းတက်နိုင်တာတရပဲနောက်လာဒီလည်းတက်နိုင်သေးတာပဲအာဖရိကကျွန်တော်ဝဲဖို့ခွင့်လန်းဒီနေ့တရတဲ့ရှိမှာမဟုတ်ဒီခွင့်လန်းလက်လွတ်သွားလဲနောက်ခွင့်လန်းလေးလာအောင်ပါပဲကျွန်တော်တနည်းအားဖြင့်အဲ့လိုမျိုးကျွန်တော်တို့ပြအခွင့်လန်းကိုလက်လွတ်သွားမှဆိုးပြီးရောကြောက်ရောက်တဲ့စီတန်းကနေဘယ်လိုပါကြောက်ရောက်ကြောက်ဝဲပေါ့ကြောက်ဝဲဝဲလာအခွင့်လန်းလက်လွတ်သွားမှဆိုလို့စိုးရင်စိမ့်နဲ့ကြောက်ဝဲဝဲတာမျိုးကျွန်တော်တို့ဟိုလောကမှာဆို fear of missing out fomo လို့ခေါ်တယ်ပေါ့နော်အခွင့်လန်းလက်လွတ်သွားမှဆိုတဲ့စိမ့်နဲ့ဝဲကြတယ် ဒါပေမဲ့ဈေးလီပါကြီးပြန်ဆွဲချသွားတဲ့အခါမှာအမအဲ့လိုကြောက်စိတ်နဲ့ဝေချိုင်းလူတွေပေါ့နော်တနည်းအားဖြင့်အခွင့်လန်းတက်သွားမှာမမီမာဆိုလို့ကြောက်စိတ်နဲ့ဝေချိုင်းလူရအမအထီးကြီးထီကုန်အထီးအထီးကြီးထီကုန်ကြတယ်ပေါ့နော်အဲ့ဒါပြတဲ့အခါမှာကျွန်တော်ကသူ့ရဲ့ဈေးမှာဝေတာမျိုးအာမပေးပါဘူးကျွန်တော်မှန်တဲ့ဒီသူ့ရဲ့ဈေးနဲ့မှဝေလိုက်လို့တကယ်လို့ဈေးရပြအပေါ်ထောင်တက်သွားရင်ကိုမျက်ကောင်းမျက်သွားနိုင်ဒါပေမဲ့များတော့အပြစ်စဲချိန်မှာခုနှစ်ချိန်လောက်ကတော့အဲ့လိုမျိုးလွတ်တော်မှာဆိုရင်လည်းစိတ်နဲ့သူ့ရဲ့ဈေးနဲ့မှာကောက်ဝေရတာနိ ထိသွားတာပိုများတယ်ခင်ဗျအဲ့ဘက်ကကျွန်တော်တို့အောက်ဈေးမှာအောက်ဈေးကိုစောင့်ဖို့ကျွန်တော်ပို့ပြီးတော့အားပေးခြင်းပါလေဒါမဲ့ကျွန်တော်အောက်ဈေးစောင့်ခိုင်းတယ်ကျွန်တော်နဲ့အမြင်သူမှနော်သဘောထားချင်းသူမှစောင့်မှာမဟုတ်ဘဲနဲ့အာကျွန်တော်ပြောတဲ့အောက်ဈေးစောင့်ပြီးလို့ဈေးကလက်ရှိဈေးကနေတက်သွားလို့ကိုကလက်လွတ်သွားတယ်ဘာမျိုးအဲ့လိုမျိုးတွေဖြစ်မှာဆိုလို့ပါကျွန်တော်နဲ့အမြင်သူသဘောထားချင်းသူမှသာကျွန်တော်ပြောတဲ့အောက်ဈေးတွေကိုစောင့်ပြီးတော့ဝယ်ပါခင်ဗျကျွန်တော်တို့အောက်ဈေးစောင့်ဖို့ကျွန်တော်တော့ပို့ပြီးတော့အားပေးခြင်းပါကျွန်တော်ဒီနေ့အတွက်အဝယ်ကိုအောက်ဈေးစောင့်ပြီးမှဝယ်မှာပဲအရောင်းကကျွန်တော်ခုနပြောတဲ့ဈေးတိုင်းမှာရောင်းလို့ရတယ်တကယ်လို့ဈေးက ဟိုးပေါ်ပြတောက်လျှောက်တောက်လျှောက်တက်သွားပြီ။တောင်းတော့900နာရောက်သွားတယ်ဆိုရင်တော့တောင်းတော့900နာမှာတစ်ချက်နိပညာပိုင်းရအတိပုချက်ဆောင်ပြီးတော့တောင်းတော့900ပြလက်ရှိမှာစံချိန်ဒီအမြင့်ဆုံးစီးပြ။အဲ့စီတဲ့နာမှာတော့နိပညာပိုင်းရကန်တယ်ရီဘာတွေကြည့်ပြီးတော့နော်။ရောင်းဖို့အတိပုချက်ရပြီဆိုရင်တောင်းတော့900နာမှာပြန်ရောင်းလို့ရပါတယ်။အမြတ်ပိုင်းစီတဲ့ကတော့ကျွန်တော်တို့ပြ350လောက်ပေးပါတော့။အရှုံးပိုင်းစီတဲ့ကတော့ပြကျွန်တော်350အထက်လောက်ပေးပါတော့။အဲအဲ့တော့ငါနာမှာရောက်ပြန်ဆိုရင်ရောင်းလို့ရပါတယ်။ပြီးတော့ကျွန်တော်ဒီနေ့က Friday 30ဖြစ်တာပြတဲ့ကာမှာမထင်မှတ်သက်ဈေးအတက်ကျအလောက်ခက်ဒီဖြစ်လာနိုင်ပါတယ်။အဲ့ဒါပြတဲ့ကာမှာ အရောက်ဝယ်လောက်ကြတဲ့ကမ္ဘာ့ရွှေ trader အနေနဲ့ risk management တရားလောက်ကြပါလောက်တာပါပြီးတော့ကိုက risk များများမယူရဲဘူးဆိုရင်ကိုအရောက်ဝယ်လုံနေကြပမာဏတဲ့ပုံမှန်ပမာဏတဲ့ short ပြီးလောက်ကြဖို့ကျွန်တော်တိုင်တုံးခြင်းပါတယ်ပြီးတော့ဘာလို့ဒီနေ့တရက်တာအပိစီတပတ်တာအပိစီလေးဘဲပေါ်ပတ်ရင်ကမ္ဘာ့ရွှေစီနောက်တစ်ပတ်မှာစံချိန်တင်စီတက်မလဲဆိုရင်ကျွန်တော်ဒီမှာတစ်ချက်ကြည့်ပေးပါမယ်ကျွန်တော်တို့ဒီနေ့ တပတ်တာအပိတ်စေးတာ3430အထက်မှာဈေးပိတ်သွားခဲ့မယ်ဆိုရင်နောက်တစ်ပတ်ထဲမှာကဘာရွှေဈေးဤပညာပိုင်းရနော်ဤပညာပိုင်းရဈေးအသက်စံချိန်တင်နိုင်ပါလေခင်ဗျမဟုတ်ဘဲနဲ့စံချိန်ပန်းနေတယ်ပေါ့နော်စံချိန်ပန်းနေတယ်ဒီနေ့ကျွန်တော်တို့တပတ်တာကဘာရွှေရဲ့အပိတ်စေးတာကျွန်တော်တို့ဒီ3350အောက်3350အောက်ပေါ့နော်ဒီ3350အောက်ပိတ်သွားခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ ဘာရွှေစီကျွန်တော်တို့ဈေးအကျနောက်တစ်ပတ်တည်းမှာဈေးအကျပြန်လာဖို့ကျွန်တော်မျှော်လင့်လို့ရပါတယ်ခင်ဗျအဲ့ဘက်ကမှလက်ရှိမှာတော့ဗျာ3350အောက်ပိတ်ဖို့ဆိုတော့မဖြစ်နိုင်ပါဘူးလက်ရှိအနေထားရပါတော့ဖြစ်နိုင်ချေတော့နည်းတယ်ပေါ့နော်အဲကျွန်တော်အဲ3430အထက်ပိတ်နိုင်လားမပိတ်နိုင်လားအဲ့ရပဲစောင့်ကြည့်ရမှာဖြစ်ပါ3430အထက်ပိတ်ရင်နောက်တစ်ပတ်တည်းစာရင်းတင်ဈေးတက်3350အောက်ပိတ်ရင်ကျွန်တော်တို့နောက်တစ်ပတ်တည်းဈေးပြန်ကျနိုင်တယ်အကျပြန်လာနိုင်တယ်မဟုတ်ဘဲနဲ့ဈားထဲမှာပိတ်သွားရင်တော့ကျွန်တော်နောက်တစ်ပတ်ထဲမှာတည့်ရတာချင်းလိုက်ဈေးကွက်ကိုတုံးတက်ပြီးတော့ကျွန်တော်တို့ ဆုံးဖြတ်မှာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါလေးရောကျွန်တော်ဤပညာပိုင်းကတုံးသက်ချက်လေးဖြစ်ပါတယ်။ဒီနေ့မှတော့ကျွန်တော်အဝယ်ဦးစားပေးခြင်းပါလေ။ဒါပေမဲ့အဝယ်ဆိုတာအောက်ဈေးပြန်ကြစောင့်ပြီးတော့အောက်ဈေးမှာဝယ်တာကိုကျွန်တော်အားပေးတာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်သတင်းပန်းကိုတွားကြည့်လိုက်။လက်ရှိမှာကျွန်တော်တို့အဲဒါတင်ညမှာတော့ကျွန်တော်ကကမ္ဘာ့ချက်စီပေါ်တရားမှုရှိနိုင်တယ်အမေရိကန်စီးပွားရေးဒေတာပါမရှိဘူးဒီဘက်မှာကျွန်တော်ဒေါ်လာအင်းသက်တို့ပေါ့ကြည့်မယ်ဆိုရင်ဒေါ်လာအင်းသက်ကပြန်တက်လာတယ်ဗျဒေါ်လာအင်းသက်ကမနက်တော့68အောက်ကျနေပြန်တက်လာတယ် ကျွန်တော်တို့ကအဲ့ဒီစစ်ပေးတွေပါကြုံပြီးတခုတတိထားပါလေဒေါ်လာရောရွှေရောတခါလေကြိုက်ဒေါ်လာအင်တက်ရောကဘာရွှေရောပြိုင်တက်တာမျိုးတွေကြုံရနိုင်ပါတယ်ဒေါ်လာအင်တက်ကဘာရွှေရောတခါလေပြဥမာရုရှားနဲ့ယူကရိန်းစစ်ပွဲအစတော့ကလည်းအဲ့လိုပဲဒေါ်လာအင်တက်ရော US ဒေါ်လာအင်တက်ဒေါ်လာအညွန်ကင်ရောတပတ်ကကဘာရွှေရောပြိုင်တက်တာမျိုးတွေကျွန်တော်ကြုံရတယ်ခင်ဗျအဲ့ဒါပြတဲ့ခါမှာအဲ့ဒီဟာလေးကိုတတိထားဖို့လို့အာဒီမှာဒေါ်လာအင်တက်အာကျွန်တော်တို့က ဟိုတက်နေအာတက်နေပြီပဲကဘာရွှေကြောက်မယ်လို့ကျွန်တော်သွားသုံးတက်လို့မရအောင်ဒီချိန်မှာဒေါ်လာအင်တက်နဲ့ကဘာရွှေစန့်ကျင်ဘက်ဖြစ်မယ်ဆိုတော့အတွေ့ခေါ်ခဏမေးထားလိုက်ပါဟုတ်ပြီအဲ့ဘက်ကမှကျွန်တော်မနေ့တော့အစ္စရေးနဲ့အီရန်အရေးကင်ပတ်သက်ပြီးပတ်သက်ပြီးသုံးတက်မယ်ဆိုအစ္စရေးကလက်ဦးမယူပြီးတိုက်သွားပါဘောနော်မနေ့ကတည်းကကျွန်တော်ပြောခဲ့ကြပါအစ္အီရန်ကသူက online ပေါ်မှာတင်တယ်ပေါ့နော် Twitter လို့ပေါ်မှာတင်တယ်ငါတို့အဆင်သင့်ဖြစ်ပြီပေါ့နော်အဆင်သင့်ဖြစ်ပြီလို့ကြွေးကြော်လာတဲ့ကောင်မှာ Isri ကရှင်းပါတယ်သူချက်ချင်းပဲပြန်တုံပြန်ခဲ့တယ်နော်ပေါ့ကျနာဘာမှတော့ကြီးညာခြင်းမရှိဘဲနဲ့အလစ်ဝင်တက်ကဒါ Isri ရဲ့ view ကဖြစ်ပါ Isri ကအများအား Iran တို့ Palestine တို့ဝင်တက်ပြီဆိုသူသူကအလစ်အငိုက်ပေါ့နော်မထင်မှတ်ထားတဲ့အခြေအနေနေရာတွေမှာဝင်တက်တယ်ကျွန်တော်တို့ဒီနေ့မနက်မှဆိုရင်လည်းကျွန်တော်တို့ကမ္ဘာ့ရွှေ့ဈေးကွက်အဲပိတ်ပိတ်တဲ့အခြေအနေဝင်ကျင်မှာသူက Iran ဝင်တိုက်သွားတယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ကဒီမှာကျွန်တော်တို့က ကမ္ဘာရွှေစီရဒီတရင်ကြောင့်ဆက်တန်နိုင်လားမတန်နိုင်လားဆိုလက်ရှိမှာအစ္စရေးလတိုက်ပြီးသွားပြီအီရန်တော်တော်လေးထိခိုက်ခဲ့လဲနျူကလ িয়ার တပ်ပေါင်းပိုးတွေပစီသွားတဲ့အီရန်ထိတ်တန်းစစ်ဗိုလ်ချုပ်တွေထိတ်တန်းနျူကလ িয়ার ပညာရှင်တွေတေးကုန်တယ်ဟုတ်ပြီအဲ့ဆိုအီရန်ဘယ်လိုတုံ့ပြန်မလဲအဲ့ဟာအရေးကြီးပါတယ်ကျွန်တော်တို့ထရန့်လက်ထက်တုန်းကဆိုလဲ2018 19 2019ပဲပြောမှာ2019တုန်းကဆိုရင်အမေရိကန်ကကျွန်တော်တို့အဲ့အီရန်ထိတ်တန်းစစ်ဗိုလ်ချုပ်ကိုအီရန်မှာလုံခြံခဲ့တယ်အဲ့တော့အီရန်ပြန်တော့တုံ့ပြန်တယ်ပြန်တုံ့ပြန်လဲဆိုတော့အီရန် မှာရှိတဲ့အမေရိကန်စစ်စခန်းကိုဒုံးကျည်နဲ့ပြန်တိုက်တယ်။ဒါပေမဲ့အဲ့စစ်စခန်းမှာအမေရိကန်စစ်သားတယောက်မှမရှိဘူး။စစ်စခန်းကြီးတော့မီးလောင်ပျက်စီးသွားတယ်။ဒါကိုအီရန်လက်တုံ့ပြန်တယ်ဆိုပြီးပြောတယ်။အမေရိကန်တွေတယောက်မှထိခိုက်တဲ့အောင်မရှိဘူး။ထရန့်ကအဲ့တော့အဲ့တော့ကတော့အီရန်ကိုသူကလောင်လိုက်သေးတယ်ပေါ့နော်။အာစစ်ကန်တခုမီလောင်သွားတာအီရန်တဲ့အောင်ပွဲဘာညာဆိုပြီးအဲ့လိုတော့လောင်လိုက်သေးတယ်အမေရိကန်စစ်သားတယောက်မှဘာမှထိခိုက်မှုမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးအီရန်တခါတလေ တုံ့ပြန်တက်ပါတယ်ပေါ့ကျန်သူတုံ့ပြန်မှုကအရာမရဘူးပေါ့နော်တခါလေကြောင့်အမေရိကန်ကအဲ့လိုမျိုးဘာမှမရှိအလုစစ်စကန်ယူအဲ့တော့ဆိုရင်အီရန်ထိတ်တန်းစစ်ဗိုလ်ချုပ်ကိုအမေရိကန်လုတ်ကြံလို့အဲ့စစ်စကန်ကိုပြန်ပြဒုံးကြီးနဲ့ပြန်ပြတာပေါ့နော်အဲ့စကန်မှာတယောက်မှမရှိဘူးအမေရိကန်စစ်သားတယောက်မှမရှိတော့စစ်စကန်မမီလောင်ပါဘူးအခုအစ္စရေးကိုပြန်တုံ့ပြန်ပြီဆိုတော့သူဘယ်လိုတုံ့ပြန်မှာလဲထရီယာကတုံ့ပြန်မှာလားဟုတ်ပြီကျွန်တော်ကအစ္စရေးကိုတုံ့ပြန်တဲ့အခါမှာကျွန်တော်ကဗျာဥမာတောင်းတောင်းပြကျွန်တော် drone တွေလွတ်တယ်တိုက်လေနေလွတ်တယ် တောင်းတောင်းဒုံကြီးနေတဲ့လက်ကအစ္စရေးရဲ့ကာဝဲစနစ်ပေါ့နော်သူ့ရဲ့ဒုံကြီးကာဝဲစနစ်ဒီပိုင်းကျတိတ်အရာမရဘူးအရင်တော့ဆိုလေပါလက်စတိုင်းတို့ယီမင်တို့ဘာတို့လက်ဘနွန်တို့ဘာလို့ဆိုလေအစ္စရေးကိုကျွန်တော်ဒုံကြီးနေနဲ့တိုက်ခဲ့တာပဲဒါပေမဲ့အစ္စရေးရဲ့ဒုံကြီးကာဝဲစနစ်တွေကျွန်တော်ကအရန်ကောင်းတယ်ထီတော့ထီတယ်နည်းနည်းပဲထီတာအဲ့လိုပြတဲ့ကမှာအီရန်နေနဲ့ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်ဆိုရင်ဘာတုံးမှရအောင်လဲဆိုနျူကလ িয়ার ဒုံကြီးတို့နျူကလ িয়ার လက်နက်တို့တုံးမှပဲရနိုင်မယ်အဲ့ဟာတွေထုတ်တုံးပါမလား တုံးခဲ့တယ်ဆိုရင်တော့ပြပြောစရာမလိုကမ္ဘာရွှေကတော့စံချိန်တင်ပြီးပဲနျူကလ িয়ার နျူကလ িয়ার လက်နက်ထုတ်သုံးရင်ပေါ့နော်အဲ့ဒါပြတဲ့ကောင်တခုချာအီရန်နဲ့လက်ရှိမှာတော်တော်လေးအထိနာပါတယ်သူရဲ့ဒိတ်တန်းစစ်ဘိုလ်ချုပ်တွေအများကြီးပြနျူကလ িয়ার ပညာရှင်တွေအများကြီးတည်သွားတဲ့ခါမှာသူ့အနေနဲ့သူ့ရဲ့ဂုဏ်သိက္ခာကိုဆဲဖို့အတွက်နျူကလ িয়ার လက်နက်ထုတ်သုံးတဲ့ဆိုရင်တော့ကမ္ဘာရွှေစီကအကြီးကြီးတက်သွားနိုင်တယ်ကျွန်တော်တို့မမြုံမန်းထားတဲ့ဇီးနှန်းတွေထီတောင်တက်သွားနိုင်တယ်ခင်ဗျအဲ့ဒါပြတဲ့ကောင်လက်ရှိ သတင်းပိုင်းအရဆိုရင်ကမ္ဘာရွှေစီနေတာအီရန်ဘလို့တုံ့ပြန်တယ်လဲပေါ့မူတည်နေပါလေပပပဲတုံ့ပြန်မလားဒါမှမဟုတ်ဂုံတိခါပိုင်းရကျွန်တော်အပြင်းထန်လက်စားချင်မလားပြင်းထန်လက်စားချင်မယ်ဆိုတော့ဗျနူကလီးယားထုတ်တော့အဲ့လိုမျိုးပေါ့နော်နူကလီးယားထုတ်တော့မယ်ဆိုရင်တော့ဗျအစ္စရေးကိုနျူကလ িয়ার တုံးမိတိုင်မယ်ဆိုတဲ့ဘက်ကအမေရိကန်တို့ဘာလို့ကငြင်းနေမှာမဟုတ်ဘူးအဲ့လိုပဲအီရန်ရဲ့မဟာမိတ်ဖြစ်တဲ့ရုရှားတို့ဘာလို့ဟိုမှာမြောက်ကိုရီးယားတို့ဘာလို့လက်ဗနွန်တို့ဘာလို့ပါလာပြီးစစ်ပွဲကပိုပြီးရှုပ်ထွေးသွားနိုင်တဲ့နေရာမျိုးရှိတယ်ခင်ဗျာပြောချင်တာစစ်ပွဲကျယ်ပြန့်သွားနိုင်တဲ့စစ်ပွဲ area အချို့ပြောနေတယ်တတိယကမ္ဘာစစ်ဆောင်ဖြစ်သွားနိုင်တယ်ဘာညာအဲ့လိုမျိုးတော့ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါဘက်ကကမှအီရန်ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ဟာကိုကျွန်တော်ကစိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်တကူတော့ကြပါကျွန်တော်စနေနေ့မှာကမ္ဘာ့ခြေစိတ်ကပိတ်တာပေါ့အီရန်တုံ့ပြန်တယ်ဆိုရင်တော့မှစနေနေ့မှာတုံ့ပြန်တယ်ဆိုရင်တော့တနင်္လာနေ့မနက်မှာတော့ကျွန်တော်ကဈေးအဟာကြီးကြီးနဲ့ဗျာကမ္ဘာ့ခြေစိတ်ဖွင့်လာတာမျိုးတွေမြင်ရနိုင်ပါအဲ့ကြောင့်တတိယတော်သားပါဒီညမှာကျွန်တော်အယောင်းဝဲအော်ဒါလေးအယောင်းဝဲလို့တက်ခါမှာဖြစ်နိုင်မယ်ဆိုအယောင်းဝဲပမာဏအများကြီးနေကျွန်တော်လုံမထားပါနဲ့ပြီးတော့ risk management တွေတိကျလောက်ထားဖို့ကျွန်တော်တိုက်တွန်းခြင်းကမြတ် အရာလေးကိုသတိထားဖို့လိုအပ်ပါတယ်။အဲ့ဒီတနင်္လာနေ့မနက်မှာကျွန်တော်တို့ကဈေးအဟာကြီးကြီးနဲ့ဖွင့်လာတာမျိုးဒါမှမဟုတ်ရောင်စိမ်းနဲ့ဝယ်စေချာအဟာ separate တွေကြီးကုန်တာမျိုးပါပြီးစိန်တွင်းမှာသူတို့တုံ့ပြန်ခဲ့တယ်ဆိုရင်အဲ့လိုမျိုးတွေဖြစ်လာနိုင်ပါတယ်။အဲ့ရအောင်ကျွန်တော်တို့အထူးသတိထားဖို့လိုအပ်ပါတယ်ခင်ဗျာ။အဲ့ဒါကလက်ရှိမှာကျွန်တော်တို့ကစစ်ကြောင်တရင်တနစစ်ကြောင်ဈေးတနနဲ့ဆိုပေမဲ့အဓိကတော့ကျွန်တော်တို့အဓိကအချက်ကိုပြောပါလို့မိမယ်ဆိုရင်အီရန်ကအစ္စရေးကိုဘယ်လိုတုံ့ပြန်မလဲ။အဲ့ဒါကိုပဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။ပြီးတော့ဘယ်နိုင်ငံတွေကဘယ်လိုမျိုးပါဝင်လာမလဲ။ တချို့မှာတော့အမေရိကန်ကတော့ရှင်းတယ်သူစစ်ပွဲမှာသူမပါဘူးတိုက်ခိုက်တဲ့မှာသူမပါဘူးသူအီရန်နဲ့ဆွေးနွေးဖို့လမ်းကြောင်းဖွင့်ထားဆဲဆိုတော့ပြောတယ်ပြောချင်တာအမေရိကန်အစ္စရေးပါသူပါသူပါတိုက်တာငါနဲ့မဆိုင်ဘူးအဲ့လိုပုံစံမျိုးအမေရိကန်လက်ရှောင်းနေအမေရိကန်ကတကယ်လို့ပါခဲ့တယ်ဆိုရင်ကမ္ဘာ့ရွှေစည်ဒီတက်ပုံမြောက်သွားနိုင်မှာအမေရိကန်လက်ရှောင်းနေဒါပေမဲ့အစ္စရေးကိုတိုက်တဲ့အီရန်ကပြင်းပြင်းထန်ထန်တုံ့ပြန်ဆိုတော့အမေရိကန်လည်းဒီထက်ပါလာမှာပဲဖြစ်တာဖြစ်တဲ့ခါမှာဒီဟာဘယ်လိုဖြစ်လာမလဲဆိုတော့ကျွန်တော်စိတ်ဝင်စားစောင့်ကြည့်အောင်ဖြစ်ပါတယ်လက်ရှိမှာစစ်ကြောင်ကမ္ဘာ့ရွှေစည်တက်မှန်လို့တရေတေတရက်တေမှတ်လို့တော့မရသေးဘူးခင်ဗျ ။နောက်ဆိုအစ္စရေးကတိုက်တာပဲရှိတာ။အီရန်ကဘယ်လိုတုံ့ပြန်တယ်လဲဆိုတာကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။အီရန်တုံ့ပြန်မှုမှမသိပြီးတော့ကမ္ဘာရွှေစည်းရဲ့သတင်းပိုင်းကကျွန်တော်တို့အာတက်ရောက်မှုလေးကပိုကြီးတွားနိုင်တယ်ပေါ့နော်။ပြီးတော့ကျွန်တော်တို့နောက်တစ်ပတ်တည်းကပို့ပြီးစိတ်ဝင်စားစရာခေါင်းတာအမေရိကန်ဘန်ဒိုးလည်းရှိအမေရိကန်ဘန်ဒိုးကကြာတော့ကျရှင်းပါလေထရန့်ကရှော့စေခြင်းနဲ့ဝက်ဘက်ကဟိုဘက်ကဘိုးဘန်းမရှုပ်အဲ့မှာသူတို့ရဲ့ပြဿနာတွေလည်းရှိသေးတယ်အဲ့ဘက်ကနောက်တစ်ပတ်ကတော့တည်င်းနေလွမ်းမုံမဲ့ရတဲ့ဘက်ဖြစ်နိုင်ပါတယ် နောက်တစ်ပတ်တည်းကိုကျွန်တော်အထူးတတိထားအကြောင်းဝယ်လုပ်ဖို့တော့လိုအပ်ပါလိမ့်မယ်ကျွန်တော်ဒီပညာပိုင်းရတဲ့တော်တဲ့လိုတစ်ပတ်ကလည်းကျွန်တော်တို့သတင်းမီယာနဲ့ breaking news တွေတောက်လျှောက်တောက်လျှောက်တက်လာနိုင်ကြအလားလာရှိပါတယ်အဲ့ဒါကနောက်တစ်ပတ်တည်းကကျွန်တော်တို့ကဘာရွှေစီရတော့တကယ်စိတ်ဝင်စားစရာကောင်းပြီးတော့အထူးစောင့်ကြည့်ရမယ့်ရသက်ပတ်ဖြစ်ပါတယ်ခင်ဗျအဲ့ဒါကဂျာဒါရီယောက်ကျွန်တော်ဒီနေ့ဖြစ်လာနိုင်တယ်ပေါ့နော်ကဘာရွှေစီရအနေထားကို ဤပညာပိုင်းရာသတင်းပိုင်းရာကျွန်တော်တုံးသက်ပြပေးထားခြင်းဖြစ်ပါတယ်အခုလိုတုံးသက်ချက်ဗီဒီယိုတွေကို up to date ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ကြပါကျွန်တော်စီမှာဒီကဘာချွေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံသတင်းတွေတက်ရောက်လို့ရပါတယ်အဲ့အနေနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Viber တွေကနေစုံစမ်းမင်းမြတ်နိုင်ပါတယ်ခင်ဗျကဘာချွေ Twitter အားလုံးပဲဒီနေ့ကျွန်တော်တို့ဒီလို Israel Iran စစ်ပွဲသတင်းတွေဖုံးလွှမ်းနေတဲ့ဒီလို Friday တက်ပြီပေါ့နော်တောက်ကြနေ့ဇူလ ဇွန်လ17ရက်နေ့တရက်တာအတွင်းမှာကဘာရွှေစည်းအသက်ကြောင်ကျွန်တော်တို့အထူးတတိထားအယောင်းပွဲလုပ်ပြီးတော့ဒီရက်သက်ဘက်ကိုအကျိုးမြတ်နဲ့အဆုံးသတ်နိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးရနေပဲဒီနေ့ကဘာရွှေစည်းကတော့လက်ချက်ပြီးတော့လေးကိုဒီမှာပဲကျွန်တော်ညီကုန်းချုပ်ပြခင်ဗျာ